မင်္ဂလာပါရှင် K Story YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖို့ရကောင်းတဲ့ဇက်လန်ကောင်းတွေကိုရွေးချယ်ပြီးတော့တင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းကျမတို့ရဲ့ပရိသတ်တွေကိုတင်ဆက်ပေးဖို့အတွက်ယူဆောင်လာတဲ့ဇက်လန်ကောင်းတစ်ပုဒ်ကတော့စာရေးဆရာ ဖုံးမင်းနိုင်ရဲ့လာမင်းတာနဲ့ကျောင်းဆောင်တပတ်ကြီးဖိုးသက်ဇက်လန်ကို အစအဆုံးတင်ဆက်တော့မှာဖြစ်ပါတယ်တင်ဆက်မှုမစခင်မှာ channel ကို like and subscribe လေးနဲ့အားပေးဖို့တောင်းဆိုချင်ပါတယ် ဇလန်တိတွေ့တင်လိုက်သိရှိစေဖို့အတွက်ဘေးနားအနုတီခေါလောင်းကိုနှိပ်ထားပေးပါအခုလိုအချိန်ဟာဖြင့်ဒုရိယနေမင်းကြီးဟာလောကအလင်းကိုစောင့်ခြင်းပြီးတရက်တာအပန်းဖြေဖို့ရာအနောက်အရက်မှာပဲငုတ်ရှိုးပြောက်ွယ်သွားခဲ့ပါပြီနေလုံးနေနေရက်တရက်တာအနားယူသွားပြီးတဲ့နောက်မှာပဲတိမ်မဲတွေရဲ့ကြားမှာလာမင်းလေးရမင်းပြပြပေါ်လိုက်ပြောက်လိုက်ရှိနေတော့မနုဿကကဘာမှာအလင်းကင်းမဲ့စွာနဲ့ရှိနေတယ်ဒုရိယနေမင်းကြီးပြောက်ွယ်သွားတာနဲ့အမောင်ရဲ့ကြီးစိုးမှုနဲ့အတူစိတ်ကျိုးရွာကလေးရဲ့ရွာဦးကျောင်းစီမှာ အသည့်ဆောက်လုပ်ထားတဲ့ចောင်းဆောင်တည်ကြီးပေါ်မှာကိုရင်ငယ်လေးတွေရဲ့ဖျားဝတ်ပြူတန်းတွေရလဲစူညံလာခဲ့ပါတယ်ဟဲ့ကိုရင်တက်ဖို့ဖျားကြော်ရင်မငိုက်နဲ့နော်ဟာကိုရင်စိမ်ပြူငါမငိုက်ပါဘူးကွာငါရွတ်နေတယ်ဖျားရှိခိုးတယ်မကြားရဘူးဆိုရင်မင်းရတာငိုက်နေတာ ဖြစ်မယ်ကိုရင်တက်ဖို့ရတဖန်ပြန်ပြောတဲ့အစုံမှာကိုရင်စိမ်ပြူကဒေါသထွက်ပြီးတော့အေးမင်းငါ့ကိုဂလန်ကဆန်လောက်တာဖျားရှိခိုးပြီးရင်တွေ့မယ်ဆိုပြီးစိတ်ထရကျိန်ဝါရင်အတန်ကျဲကျဲညှက်ထုတ်ခါ ဖျားဆက်ပြီးရှ िख ိုးနေခဲ့ပါလေဒီလိုနဲ့အမျှဝေတဲ့ချိန်မှာတော့ကျောင်းဆောင်နောက်ဖက်ချမ်းကထုတ်တမ်းပေါ်ကနေညီညူတန်းကြီးတစ်ခုကိုစာချောက်ဦးစင်းကြီးနဲ့အတူကိုရင်တွေအားလုံးကြားလိုက်ရတယ်အဲဒီနောက်စာချောက်ဦးစင်းကြီးဟာကိုရင်ငယ်တွေကြောက်မှစိုးတာကြောင့်ကြောက်ရကောင်ပဲဖြစ်မှာပါဆိုပြီးပြောလိုက်တော့မှကိုရင်ငယ်တွေစိတ်သက်သာရရသွားကြတယ်ဒီလိုနဲ့ကိုရင်ငယ်တွေလည်းဖျားရှ िख ိုးပြီးတဲ့နောက်မှာကျောင်းဆောင်တဲကြီးပေါ်မှာပဲအရာအခင်းတွေပြင်ဆင်လိုက်ကြတယ်စားလို့ပြီးစီးခါစကျောင်းဆောင်အသက်လေးဖြစ်တာကြောင့် နောက်ကရောက်လာကြတဲ့ကိုရင်ငယ်တွေနဲ့အတူစာချဦးစင်းကြီးဥဆောင်ပြီးဝါရင်ကိုရင်ကြီးတွေကပဲအဆစရာရာကြီးကဲစီမံနေရတယ်ဒီလိုနဲ့ညနေပိုင်းကိုတဖြည်းဖြည်းရောက်လာတဲ့ချိန်မှာတော့ကိုရင်တပ်ဖို့ထပါအောင်ဟာသူ့ရဲ့ဘေးနားကိုကိုရင်စိန်ပြူရဲ့အတင်းလှုံနှိုးလိုက်တဲ့အတန်းကြောင့်ကိုရင်တပ်ဖို့လည်းမျက်လုံးအဆုံကိုအိတ်ချေမိုးတူးနဲ့ဖွင့်လိုက်တယ်ဟာကိုရင်စိန်ပြူလက်ခွက်နေမှာပဲအိတ်နေတာကိုအတင်းလှုံနှိုးရလားကွာကိုရင်စိန်ပြူနဲ့ကိုရင်တပ်ဖို့ဆိုတာကလည်း ကိုရင်ဝတ်လာတာတိတ်မကြသေးပေမဲ့ကိုရင်မဝတ်ခင်ကပြောမနာဆိုမနာမတည့်အတူနေတငယ်ချင်းတွေပဲဖြစ်ကြပါလေတယောက်နဲ့တယောက်ဆဲလိုက်ဆိုလိုက်ညင်းလိုက်ခုံလိုက်နဲ့ကလေးတဘာဝအစော့ကလည်းတန်းအစနောက်လည်းတန်းကြပါလေထပါအောင်ကိုရင်တက်ဖို့ရငါအိမ်သာသွားခြင်းလို့ဟာတယောက်သေးဆိုတော့မသွားရဲဘူးအဖော်လိုက်ခဲ့အောင်ကိုရင်စင်ပြူးရဲ့အတင်းလုံတို့ကျွတ်စီကျွတ်စီအတန်းကြောင့်ကိုရင်တက်ဖို့လည်းမထခြင်းထခြင်းနဲ့ဝတိအတိုင်းဆဲဆိုရင်အဖော်လိုက်လာခဲ့ပါလေ သူတို့အခုလက်ရှိចောင်းဆောင်တဲ့ရဲ့ကုរីတိုက်ကတော့ចောင်းဆောင်တဲ့အနောက်မှာပဲရှိပါတယ်။ဒီလိုနဲ့ကိုရင်နှစ်ပါးလဲចောင်းဆောင်တဲ့အရှိဘက်ကနေအချင်းမို့တူနေကုរីတိုက်ကိုသွားကြတဲ့အချိန်မှာပဲចောင်းနောက်ဖက်ထုတ်တန်းစီကအရေးမဲကြီးတခုအုံမိုးထားတာမြင်လိုက်ကြရတယ်။ကိုရင်တက်ဘူးဟိုရှေ့မှာအရေးမဲကြီးကြည်ရတာထုတ်တန်းပေါ်မှာတယောက်ယောက်ရှိနေတယ်လို့ပဲ။ကိုရင်စင်ပြူရဲ့စကားတန်ကြောင့်ကိုရင်တက်ဘူးလေမျက်လုံးကိုပုတ်တက်ရင်အေးဟုတ်တယ်။ကိုရင်တက်ဘူးရထုတ်တန်းပေါ်မှာတခုခုရှိနေတယ်လို့ပဲ။ ကိုရင်တက်ဖို့လေတုံတုံရင်ရင်နဲ့ပြောလိုက်ရင်နဲ့နှစ်ယောက်သာအကြည့်တွေကထုတ်တမ်းမော်ကိုရောက်သွားတဲ့အချိန်မှာပဲရင်းတွေအကျန်းပကန်းလောက်ရှိတဲ့နီးရဲတဲ့မျက်လုံးအစုံနဲ့တဒေါင်ကရှီလျားနေတဲ့ရှာကြီးကိုထောက်ခါသူတို့ကိုစိုက်ကြည့်နေတဲ့တရေကြီးတကောင်ကိုမြင်လိုက်ရတယ်။အဲဒီတော့ကိုရင်တက်ဖို့နဲ့ကိုရင်စင်ပြူလေကြောက်လန့်တကြားတရေတရေကြီးအဲဒီလိုအတံမြင်းနဲ့အော်ကနှစ်ယောက်သာတတိလက်သွားခဲ့ကြတယ်။ကိုရင်နှစ်ပါးရဲ့ညနှံ့နေတဲ့အချိန်မှာကျဲလုံးနဲ့အော်တဲ့ကြောင့်အိပ်ပျော်နေကြတဲ့စာချဦးစင်းနဲ့အတူကိုရင်တွင်အကုန်လုံး ပြေးလွှားရောက်ရှိလာကြတယ်။အဲဒီနောက်ကိုရင်တပ်ပုနဲ့ကိုရင်စိန်ပြူကိုဝိုင်းဝန်းပွေချီကအရှိတ်ဖျားကန်းကိုခေါ်လာခဲ့ကြပါတယ်။ကိုရင်ညီကိုတလားဖျားကန်းနေရတောက်တော်ကြီးကယူလာခဲ့စံစာချောက်ဦးစင်ပန်နိတာရဲ့ခိုင်းစီမှုကြောင့်ကိုရင်ညီကုတလားလည်းဖျားကန်းနေကတောက်တော်ကြီးခွက်ကိုယူလာပြီးပေးလိုက်တယ်။စာချောက်ဦးစင်ညီလည်းတောက်တော်ကြီးခွက်ကိုယူကတတိလက်နေတဲ့ကိုရင်နှစ်ပါးကိုရေစက်ကလေးတွေနဲ့တောက်လိုက်တော့မှတတိရလာကြတယ်။တတိရရခြင်းမှာပဲကိုရင်နှစ်ပါးစလုံးပြောလိုက်တာကတော့ဦးစင်ညီ ကျောင်းတော်ဖက်ထုတ်တမ်းပေါ်မှာတရေတရေကြီးရှိနေတယ်ဗျကျွန်တော်တို့ကိုမျက်လုံးကြီးကြီးတွေနဲ့စိုက်ကြည့်နေပြီးရှာကြီးကလည်းအရှိကြီးပဲဗျဟာဒီကိုရင်တွေအဲ့ချင်မူတူနဲ့မြင်မိမြင်ရရှောက်မြင်နေကြတာအခုမှအသက်ဆောက်လို့တဲ့ကျောင်းဆောင်ကဘလို့လို့တရေရှိရမှာလဲပြီးတော့ဒီဖုန်းကြီးကျောင်းမှာငါးနီလာတာမင်းတို့အသက်မကတော့ဘူးတခါမှတရေချုပ်တယ်ဆိုတာလည်းမရှိခဲ့ဘူးစာချဦးစင်းကြီးရဲ့စကားကြောင့်ကိုရင်တပ်ပုနဲ့ကိုရင်စင်ပြူလိတယောက်ကိုတယောက်ကြည့်ကဆက်ပြောလိုက်ကြတယ်တကယ်တကယ်ပြောတာဗျ မျက်လုံးမျက်လုံးတိတ်ဆန်းဆက်ပြောရင်ငါရဲ့ကြိတ်လုံးစာမိမယ်မင်းတို့တွေအစနောက်တန်တာတော်ရုံပဲကောင်းတယ်ဒီမှာအကောင်လုံးလမ်းကုန်ကြလိမ့်မယ်စာချဦးစင်းကြီးရဲ့စိတ်ဆိုးမှန်ဆိုပြောလိုက်တဲ့အတန်းကြောင့်ကိုရင်နှစ်ပါးလဲဆက်ပြီးမပြောရတော့ခေါင်းကိုငုံလိုက်ကြတယ်ဒီလိုနဲ့နောက်နေမနဲ့မှာတော့ကိုရင်တပ်ပုနဲ့ကိုရင်စိန်ပြူတို့အတင်ဖြားပါလိရောသူတို့မိဘတွေတရင်ကြားလို့ရောက်လာတဲ့ချိန်မှာပဲကျောင်းနိုင်ဆရာတော်ကြီးဥသာသနာစီမှခွင့်ပန်ကကိုရင်နှစ်ပါးလူထွက်သွားကြလိတော့တယ် ကိုရင်နှစ်ပါးရဲ့တရေချောက်လို့ကြောက်ပြီးထွက်သွားတယ်ဆိုတဲ့စကားတော့တဖြည်းဖြည်းနဲ့ဆရာတော်ကြီးဦးသာသနာစီကိုရောက်လာခဲ့ပါလေ။အဲ့ဒီနောက်ကျောင်းနိုင်ဆရာတော်ကြီးဟာကျောင်းဆောင်တက်မှာတာဝန်ပေးထားတဲ့စာချဦးစင်းပန်တိတကိုခေါ်ပြီးအကျောင်းဆောင်မင်းမြန်လိုက်တဲ့အခါမှာတော့စာချဦးစင်းကလည်းကိုရင်တွေကလူထွက်ချင်တာနဲ့ပဲအကျောင်းရှာသွားတာပဲလို့ပြန်လျှောက်လိုက်တော့မှဆရာတော်ကြီးလည်းခေါင်းတငိမ့်ငိမ့်နဲ့သဘောကျနေခဲ့ပါလေ။ကိုရင်တပ်ပူးနဲ့ကိုရင်စင်ပြူလူထွက်သွားပြီးနောက်ရက်မှာပဲ ကိုရင်အာလူနဲ့ကိုရင်ဗလာတို့လည်းတရေချောက်ခဲရတယ်ဆိုပြီးတော့ကြောက်လန့်တကြဖျားကလူထွက်သွားကြပြန်တယ်ဒီလိုနဲ့အဲ့ဒီလိုဖြစ်ရက်တွေဖြစ်ပြီးတဲ့နောက်မှာပဲကျောင်းဆောင်တစ်ကြီးမှကျောင်းနိုင်ဆရာတော်ကြီးကကျောင်းရဲဝိုင်းဦးစင်းကြီးနှစ်ပါးကိုလွတ်ပြီးစားချောက်ဦးစင်းပန်တိတာနဲ့အတူတာဝန်တွေခွဲပေးလိုက်ကြတယ်ညဘက်ရောက်တိုင်းကိုရင်တွေအိမ်သာတက်မယ်ဆိုရင်ဦးစင်းကြီးတွေအဖို့လိုက်သွားဖို့မှာကြားလိုက်တယ်ဒီလိုနဲ့ပဲဦးစင်းကြီးတွေနဲ့ကိုရင်တွေအားလုံးလဲညဘက်ဖျားဝဲပြူတဲ့အချိန်တိုင်းအနောက်ဘက်ထုတ်တန်းပေါ်မှာ ညဉ်ညူတန်းတွေတောက်ခေါက်တန်းတွေအဆက်မပြတ်ကြားနေရတော့စိတ်ထဲမှာအနေငယ်တန်တရာဝင်ကကြောက်လန့်လာကြပါလေ။ကျောင်းဆောင်တစ်ကြီးဆိုတာဖရာကန်းနဲ့အနောက်ဘက်ထုတ်တန်းဘက်ကအတောက်၂၀ခန့်ကွာဝေးတယ်။ကျောင်းဆောင်တစ်ကြီးရဲ့ဖရာကန်းဟာလည်းကျဲဝန်းလာတယ်လို့ကိုရင်တွေတန်းစီပြီးအိတ်ကြတဲ့နေရာတွေနဲ့တရေ၆တယ်ဆိုတဲ့နောက်ဖက်ချမ်းဟာခြေလန်း၂၀မြောက်ဝေးကွာလာပါလေ။ကိုရင်နေဖရာဝယ်ပြူပြီးညနေပိုင်းအိပ်ပျော်နေတဲ့အချိန်မှာပဲအနောက်ဘက်ထုတ်တန်းစီကအုံအုံတိုင်းတိုင်းအတန်တွေကြောင့် အလုံးလန့်နိုးလာကြတယ်။အဲဒီနောက်ဦးစင်းကြီးတွေနဲ့ကိုရင်တွေလည်းအတန်ကြာရပတ်စီလှမ်းကြည့်လိုက်တဲ့ချိန်မှာပဲအနောက်ဘက်ထုတ်တန်းပေါ်မှာစောင့်ကြောင်ထိုင်းနေရင်သူတို့ကိုစိုက်ကြည့်နေတဲ့မျက်လုံးရဲကြီးနှစ်စုံကိုမြင်လိုက်ကြတယ်။ထွက်သွားကြတယောက်မှမနေနဲ့။နင်းတို့တွေအောက်ကဖျားကြတော့တိုင်းငါမှပူလောင်နေရတယ်။ထွက်မသွားဘူးဆိုရင်ငါအဆိုးမဆိုးနဲ့ဆိုပြီးအကွယ်၆ကတ်တဲ့အတန်နဲ့ကြီးကိုကြားလိုက်ရတဲ့ချိန်မှာပဲဦးစင်းတွေနဲ့ကိုရင်တွေလည်းတိမ်ငန်းတော်ကောင်းကောင်းမယုံနိုင်မင်းနဲ့စင်ပြေကြရတယ်။ ဒီလိုဖြစ်ရက်တွေဇက်တိုက်ဖြစ်နေတော့ကျောင်းနိုင်ဆရာတော်ကြီးဥတာဒနာကိုယ်တိုင်ဥဆောင်ပြီးတော့ပရိတ်ရော်ကမဝဖတ်ကြပေးမယ်။ညင်းညူတန်တွေပူလောင်နေဆိုတဲ့တန်တွေကိုသာကြားရပြီးထွက်သွားခြင်းမရှိဘဲအရင်ကထပ်ပို့ပြီးကြမ်းတမ်းစွာခြောက်လန့်လာတော့ကျောင်းဆောင်တစ်ကြီးပေါ်မှာဘသူမှညမအိတ်ရဲကြတော့တယ်လို့ဖုန်ကြီးကျောင်းထဲမှာရှိတဲ့တန်ငါတွေအကုန်လုံးကြောင်းပြောင်းသွားတော့ဆရာတော်ကြီးရဲ့ကက်ပီယာကြီးရဲ့သာကြမ်းမာတော့တယ်။အဲဒီနောက်တရေကြီးကအတင့်ပေါ်ရဲလာပြီးတော့နေခင်ဘက်တွေမှာကျောင်းဆောင်တစ်ကြီးကိုလာတဲ့ ကပ္ပိယကြီးကိုတွေးပြအောင်အထိ၆နာလိုက်တော့ကပ္ပိယကြီးလည်းယူကြောင်ကြောင်ဖြစ်သွားခဲ့တယ်။အခုဆိုရင်တော့ចောင်းဆောင်တက်ကြီးကတကားတွေအကုန်ပိတ်ထားခဲ့ရတဲ့အထိဖြစ်သွားတယ်။ចောင်းနိုင်စီအရောကြီးဥတာသနာကိုတိုင်းလည်းဘလို့လုံးလုံးမရတဲ့အစုံးမှာပဲလက်လျှော့ထားလိုက်ရတယ်။လူသူအတော်အလာအဆက်မပြတ်ရှိနေတဲ့စိတ်ကျိုးရွာလန်းလေးရဲ့ဇယက်တစ်ခုပေါ်မှာယောဂီယံဝတ်စုံကိုဝတ်ဆင်ထားတဲ့လူသုံးယောက်ထိုင်းနေကြတယ်။စိတ်ကျိုးရွာသူရွာသားတွေလည်းအသက်အရွယ်ကြီးရင်းနဲ့အဖိုးအိုနှစ်ယောက်နဲ့အတူ ငယ်ရွယ်နှုပြိုလာတဲ့မျက်နှာစိမ့်လူငယ်လေးတို့ကိုကြည်ကဖြတ်သွားတဲ့အခါတိုင်းတိုးတိုးတိတ်တိတ်စကားတွေပြောရင်းထွက်သွားကြတယ်။မြေးလေးလာမင်းသားဒီရွာကိုလာတာအကြောင်းတစ်ခုခုများရှိလို့လားအဖိုးခန်ကြီးရဲ့စကားကိုကြားရတော့လာမင်းသားလည်းနှဲ့လိုပဲပြုံးလိုက်ပြီးတော့ဒီရွာဖုန်ကြီးကြောင်းတစ်ခုမှာတောင်းညနေတဲ့တပတ်ကြီးကိုစုံမဖို့အတွက်လာခဲ့တာအဖိုးရဲ့ဟောမြင်းကအရာအားလုံးကိုအဖိုးတို့ထပ်ပို့တိနေပါလားစူစမ်းမအောင်မြင်းရဲ့ဘလို့တိတာလဲတစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ဘိုးစင်ကျဲရဲ့စကားကြောင့် ်လာမင်းသားလည်းအသာအရာခေါင်းညှင်းလိုက်ပြီးဒီလိုပါအဖိုးတို့ရဲ့ကျွန်တော်တနေ့ဟာတရားထိုင်နေစဉ်ချိန်မှာပဲဝက်ဖြူစင်းချေအဖိုးတယောက်ကရောက်လာပြီးကိုကြီးတောင်းသွားလို့ပါအော်ဟုတ်လားမြည်ရဲ့ဘလို့ပုံကုန်များလဲသူ့ပုံစံကြည့်ရတာဒီရွာရဲ့ရွာတော်ရှင်တူပဲဖြစ်ရမယ်လို့ထင်နေအဖိုးတို့အကြောင်းစုံသိချင်းဒီညာပဲဖြစ်တည်အောင်ရွာတော်ရှင်ကိုမေးလိုက်ကြပါ အခုတော့ကျွန်တော်တို့တောင်းရောက်လို့ဆက်ရှိရလောက်ကြရအောင်လာမင်းသားရဲ့စကားအစုံးပါပဲအဖိုးအိုနှစ်ယောက်လည်းဘာမှဆက်မပြောဘဲနဲ့ရွာစရဲလေးပေါ်မှာတောင်းရောက်သား တရားရှုမှတ်နေကြပါလေစိတ်ကြိုးရွာသူရွာသားတချို့လည်းဘယ်ဟာလာမမသိတဲ့ယောဂီရောဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့လူသုံးယောက်တရားထိုင်နေတာမြင်ရတော့တရားစိတ်ဖြစ်ခါအတီးတချို့ကိုလှူဒန်းထားခဲ့ပြီးလှုပ်စရာအလုပ်တွေလုပ်ဖို့ထွက်သွားကြတယ်ဒီလိုနဲ့လာမင်းသားတို့သုံးယောက်လည်းတရားထိုင်နေရမှဖြုတ်လိုက်တော့ညမှောင်ကြီးစပြုတ်နေခဲ့ပါပြီသူတို့ရဲ့အနီးနားမှာလည်းလူသုံးယောက်ထိုင်နေတာမြင်ရတော့လာမင်းသားလည်းကြည်ကမေးလိုက်တယ်တရားဦးကြီးတို့ကကိစ္စတစုံတရားရှိလို့များနာဗျသူတို့ကိုကြည်ကချိုတာတဲ့အတန်နဲ့မေးလိုက်တဲ့ လူငယ်လေးစကားကြောင့်ရွာကလူကြီး၃ယောက်လဲတယောက်ကိုတယောက်ကြည့်ရအလဲရလူဝစကားစပြောလိုက်တယ်တရတူမောင်နဲ့ဖိုးတို့ကိုကြည့်ရတာခရီးသွားတွေထင်းနေဒီညာတဲစီယာနေရာမရှိမှဆိုလို့ဦးကြီးတို့ရွာထဲမှာတညတလီနားခိုရအောင်လာခေါ်တာပါကွအဲ့ဒီသူရဲ့စကားကိုကြားတော့လာမင်းသားလည်းချိုးသားစွာပြုံးပြလိုက်ပြီးတော့ဟုတ်ပါတယ်ဦးကြီးကျွန်တော်နဲ့ဖိုးတို့ဟာနင်းလက်ပြီးခုနှစ်ရက်တာသမီတွေရဲ့အခက်ခဲတွေကိုအခါချင်းငွေမရှိဘဲကုသပေးတဲ့စီစီယာတွေပါဗျာအော်တူမောင်တို့ကိုစီစီယာတွေဆိုတော့ ပယောဂါတွေတရေတစီတွေနဲ့တော့ထိတ်တက်ရင်ဆိုင်ဘူးမှာတော့မဟုတ်တော့ဘူးထင်းနဲ့ဦးကြီးရဲ့စကားကလည်းအစမ်းမာနာဗျကျွန်တော်တို့ကပယောဂါလည်းအနည်းငယ်တော့ကုတတ်ပါတယ်ဒီရွာမှာပါများခက်ခဲရှိနေလို့လေဗျလာမင်းသားရဲ့စကားကိုကြားရတော့ရွာကန်လူသုံးယောက်မျက်နှာအနည်းငယ်ဝင်းလက်သွားခဲ့တယ်အဲ့ဒီနောက်ညာဘက်ကလူကြီးကလာမင်းသားကိုကြည့်ရင်းနဲ့ဦးကြီးတို့ရွာဖုန်းကြီးကျောင်းမှာကျောင်းနိုင်ဆရာတော်တောင်မဖြစ်ရှင်းနိုင်တဲ့ပြဿနာတစ်ခုရှိနေလို့ပါကွယ်တူမောင်တို့လိုလောကီဆရာတွေကိုဆရာတော်ကြီးကလိုက်ရှာခိုင်းလို့ဦးကြီးတို့လည်းဆရာရှာနေတာ အခုချိန်အထိမတွေ့သေးဘူးအဲ့ဒီလူကြီးရဲ့စကားကိုကြားရတော့လာမင်းသားလည်းပြုံးလိုက်ပြီကဲဦးကြီးတို့ဟန်ဆောင်ထားရတာပင်မနေရောပေါ့မူလရုပ်အသွင်းနဲ့အစအစုံရှင်းအောင်ပြောပြပါဦးလာမင်းသားရဲ့မထင်မှတ်ထားတဲ့စကားတန်ကိုကြားရတော့လူကြီးသုံးယောက်အနေငယ်အံ့ဩမှင်သက်သွားခဲ့ပြီအော်ဆရာလေးကအတော်လေးကိုပညာစွမ်းထပ်ပါပြီလေဗျာကျွန်တော်တို့ရဲ့မူလရုပ်သွင်းကိုမြင်နိုင်မှတော့စက်ပြီးမဖုံးကွယ်ရဲတော့ပါဘူးဗျအဲ့ဒီနောက်ထိုင်နေတဲ့လူကြီးသုံးယောက်လည်း မူလရုပ်သွင်းကိုပြလိုက်တဲ့အခါမှာတော့ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ထားတဲ့လူကြီးတစ်ယောက်နဲ့အတူကိုရောက်ကိုဝါမင်းမိန်လာတဲ့နှစ်တငယ်နှစ်ပါးဖြစ်လာခဲ့ပါတယ်။သူတို့ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဘိုးစင်ကြယ်နဲ့ဘိုးခန်ဒီကတော့အံ့ဩမင်းသက်စွာကြည်နေပေမယ့်လာမင်းသားကတော့မထူးဆန်းတဲ့တပွဲမြင်နေရတော့သူတို့ကိုသူတို့အနေငယ်များစိတ်ပြတ်သွားရတယ်။အဲ့ဒီလောက်လေစိတ်သက်မကြပါနဲ့ဖိုးတို့ရဲ့အဖိုးတို့ကအမြင်ဓာတ်ကိုဖွင့်ထားဖို့မိန်နေလို့မမြင်ရတာပါ။သူတို့ကရွာတော်ရှင်ရဲ့ចောင်းဆောင်နဲ့နှစ်ပါးရေပါ။ ။လာမင်းသားရဲ့ပြောစကားကိုကြားတော့ရွာတော်ရှင်နဲ့ကြောင်ဆောင်နတ်နှစ်ပါးလဲပို့ပြီးအံ့ဩသွားခဲ့တဲ့အချိန်မှာပဲလာမင်းသားအဖိုးနှစ်ယောက်ကိုကြည်ကကဲအဖိုးတို့တိကျင်တာရင်မေးတော့လေရွာတော်ရှင်ကြီးတို့ကလည်းတိတင်တာမှန်သမျှအကောင်လုံးရှင်းလင်းအောင်ပြောပြစီခြင်းမှာလေဒါမှဘလို့လုံးရမလဲဆိုတာကျွန်တော်တို့သိမှာလာမင်းသားရဲ့စကားအဆုံးမှာပဲရွာတော်ရှင်ကဘူးစင်ကျဲတို့ကိုကြည်ကစကားစားလိုက်တယ်ဒီလိုဗျအခုသူတို့နှစ်ပါးစောင့်နေတဲ့ကျောင်းနိုင်ဆရာတော်ကြီးက ညာရင်ဖျားကတော့မြတ်တာပို့ပြီးအကူအညီတောင်းလို့ဆရာတို့စီစိတ်လွင်ပြီးအကူအညီတောင်းလိုက်ရတာပါကျောင်းနိုင်ဆရာတော်ကြီးကလွန်ခဲ့တဲ့လပိုင်းနောက်ကရွာကန်လူတွေကောင်းမှုနဲ့ကျောင်းဆောင်အစ်တကြီးတခုဆောက်လုပ်ပြီးစီးတာကအစပေါ့ကျောင်းဆောက်တဲ့အခါမှာတက်တွေရဝယ်ရတာတွေလည်းရှိတယ်လို့ရွာကန်လူတွေသွားခုတ်ရတာတွေလည်းရှိပါတယ်တနေ့မှရွာကန်တယောက်ဟာတပတ်ကြီးဖို့သက်အပိုင်စားရထားတဲ့ရင်းမာပင်ကြီးကိုခုတ်လာမိတယ်အဲ့ဒီမှာတပတ်ကြီးကနေစရာမရှိတော့ခောက်လာတဲ့ရင်းမာအသားတုံးကြီးနဲ့ကတ်လိုက်လာခဲ့တယ် ရွာကန်လူတွေနဲ့ပယံစီယာတွေလည်းအသားတို့ကြီးကိုချောမုတ်အောင်ညှိပြီးကျောင်းဆောင်အစ်တရဲ့အနောက်ဖက်ခြမ်းကထောက်တန်းအဖြစ်ပြုတ်လုလိုက်တဲ့ဒီလိုနဲ့ကျောင်းဆောင်တက်ကြီးပြီးစီတော့တပတ်ကြီးဖိုးတက်လေသူ့အပင်ကခုတ်လာတဲ့ရှင်းမသားနဲ့ပြုတ်လုထားတဲ့ထောက်တန်းကြီးပေါ်မှာပဲနေရတာပေါ့ညဘက်ဦးစင်းတွေကိုရင်တွေဖျားဝှက်ပြုတ်တဲ့အချိန်တိုင်းအတန်ပေးပြီး၆လရာကစပြီးအခုဆိုရင်နေရင်ဘတ်တောင်ကျောင်းဆောင်တက်ကြီးပေါ့ဘသူမှမတက်ရဲအောင်အထိချမ်းနေပြရွာတော်ရှင်လဲအဲ့လိုပြောပြီးစကားလက်စခဏဖြက်လိုက်တော့ဘူးစင်ကျဲလဲ သူတိကျင်တော့ဝင်မိလိုက်တယ်။ဒါနဲ့ကျောင်းနိုင်ဆရာတော်ကြီးရရောပရိတ်တွေရောကမဝါမဖတ်ဘူးလား။ဘယ်နေပါမလဲဆရာကြီးရဲ့။ဆရာတော်ကြီးကပရိတ်တွေဘလောက်ရော့ရော့ထွက်မသွားတဲ့ပြင်အရင်ကထပ်ပို့ပြီးအချောက်အလန့်ကျန်းသွားပြီးကပီယာကြီးဥတာထုတောင်းယူကြောင်ကြောင်ဖြစ်သွားတယ်။အော်သူကအဲ့လောက်ထိစိုးနေတာလားရွာတော်ရှင်ကြီးရဲ့။ခမရတို့ကရောကျောင်းဆောင်နဲ့နှစ်ပါးကရောဒီရက်တိုင်းပဲကြည်နေရသလားဗျ။တစ်ချိန်လုံးနားထောင်နေရင်ကဒေါသတကြီးဝင်ပြောလိုက်တဲ့ဘိုးခံကြီးစကားကြောင့်ရွာတော်ရှင်နဲ့နှစ်နှစ်ပါးလဲ မျက်စီမျက်နှာပြတ်သွားခဲ့ကြတယ်။ကျွန်တော်ကရွာတော်ရှင်ဆိုပေမဲ့အခုအဖြစ်အပျက်ကိုလက်ပိုက်ကြည့်နေရတာပါ။ကျွန်တော်အထက်ကနှက်စစ်သူကြီးစင့်ခေါ်လို့ရွာမှာမရှိတော့သူကဝင်ရောက်လာတာဖြစ်လို့သူစဝင်ဝင်ရင်ကျွန်တော်မတားနိုင်ခဲ့ဘူး။ပြီးတော့သူကတာမန်တပတ်ကြီးမဟုတ်ဘူး။အနေ900ကျော်တတ်တန်းရှိတဲ့ကာမစိတ်ထိနဲ့ပြည်စုံနေသူဆိုတော့ကျွန်တော်မျိုးလဲမနိုင်သလိုကျောင်းဆောင်နဲ့နှစ်ပါးတောင်မနိုင်ရပါဘူးဆရာကြီးရဲ့။အော်900တောင်ရှိပြီဆိုမှတော့တော်တော်လေးကိုရှင်းရခက်မယ်ထင်းနေမြေးလေးလာမင်းသား။ ဘိုးခန်းကြီးရဲ့စကားကြတော့လာမင်းသာလည်းတည်ငြိမ်စွာနဲ့ပဲအဓိကကတော့သာသနာနယ်မြေမှာအနိုင်ကျင့်ပိုကြနေတာဆိုတော့နှစ်900မကလို့နှစ်တထောင်နေနေမြေတို့ကတော့ရှင်းလင်းပေးရမှာပဲအဖိုးကြီးကဲရရတော့ရှင်တို့ကလည်းအခုချက်ချင်းမူလနေရာကိုပြန်မှာကျွန်တော်တို့မြေအဖိုး၃ယောက်အခုချက်ချင်းရွာចောင်းကိုတွားလိုက်ပါမယ်ကိစ္စရီအကုန်ပြီးစီးတဲ့အခါကျရွာတို့ရှင်ကလည်းအခုလိုပေါ့ပေါ့ဆတ်ဆတ်မဖြစ်စေနဲ့ပေါ့ဂျေဇူးတင်မာတဲ့ဆရာလေးရဲ့နောက်တစ်ခါအခုလိုမဖြစ်အောင်တတ်နိုင်ဆုံးဆောင်ရှောက်ပါမယ် အခုလိုခွင့်လွှတ်ပေးတာကိုပဲကျေးဇူးကြည်လာပါပြီ။အဲ့ဒီနောက်ရွာတော်ရှင်နဲ့ចောင်းဆောင်နတ်နပါပျောက်ခွေသွားတော့မှလာမင်းသားလည်းဘိုးစင်ကျဲတို့နဲ့အတူရွာထဲကိုဝင်လာခဲ့ပါလေ။ရွာထဲမှာတော့အမောင်တူကဖုံးလွှမ်းနေပြီဖြစ်လို့အိမ်တွေအသီးသီးမှလည်းစီမီအလင်းရောင်တွေဖြန့်ကျက်နေခဲ့ပါလေ။မြမိုးချုပ်ခါစားအချိန်မှာရွာလမ်းထဲမှာရှောက်နေကြတဲ့ရွာပြင်စည်းရက်ကလူသုံးယောက်ကိုမြင်ရတော့ရွာတကြီးဦးအေးချမ်းလေးအပြင်ထွက်လာပြီးမေးမြန်းလိုက်ပါလေ။အဲ့ဒီနောက်အလဲမာရက်နေတဲ့လူငယ်လေးက ရွာထဲဝင်ရောက်လာတဲ့အကြောင်းစုံကိုရှင်းပြလိုက်တော့ရွာတကြီးလည်းအားရဝမ်းသာဖြစ်ပြီးရွာကံလူတချို့နဲ့အတူရွာဦးဖုန်ကြီးကျောင်းကိုလိုက်ပို့လိုက်ကြတယ်ဒီလိုနဲ့လာမင်းသားတို့လည်းရွာဦးကျောင်းကိုရောက်တော့ကျောင်းနိုင်ဆရာတော်ကြီးကိုရှစ်ခိုးဦးချကလာရတဲ့အကြောင်းစုံကိုရှင်းပြလိုက်တယ်အဲဒီနောက်ဆရာတော်ကြီးဘေးမှာပြူးကြောင်ကြောင်ထိုင်နေတဲ့ကပ္ပယာကြီးကိုကြည့်ပြီးတော့အရှင်ဖေယကပ္ပယာကြီးကြည့်ရတာလည်းမူမမှန်တယ်လို့ပါပဲဖေယအင်းဟုတ်တယ်တကားလေလွန်ခဲ့တဲ့လအမှာကျောင်းဆောင်တက်ကြီးပေါ်မှာ တန်ရှင်းရေးလုံရဲ့၆လခံရပြီးခုလိုဖြစ်သွားတာပါပဲကွယ်တင်မဖျားအခုဒါဆိုရင်အရှင်ဖျားခွင့်ပြုမယ်ဆိုရင်တပည့်တော်သူ့ဝေဒနာကိုအရင်ဆုံးကုသပေးခြင်းမာလေအေးဒကာလေးကတော့အားလုံးကိုပြောပြစီရမလို့အောင်သိနေတော့တာပါပဲကွယ်ဆရာတော်ခွင့်ပြုပါလေကွယ်ကပ္ပရာကြီးခုလိုမျိုးစိတ်ဖောက်ပြန်နေတာမြင်ရတော့ဆရာတော်လည်းတာဝန်မကင်းတယ်လို့လည်းခံစားရတယ်တင်မဖျားဒီလိုဆိုရင်အခုပဲကပ္ပရာကြီးကိုကူပေးပါမယ်ဖေ။လာမင်းသားလည်းအဲ့ဒါလိုပြောလိုက်ပြီးဆရာတော်နဲ့ရွာသားတွေရှိမှပဲ ကပ္ပယာကြီးရဲ့ဥကောင်းကိုလက်နဲ့အုပ်မိုးလိုက်ပြီးတော့ပွင့်တော်မူပြီးသောလေးစုဖရာပြစ်စီကဗုဒ္ဓယဟန္တာ ရှင်သူမြတ်ကြီးတို့ရဲ့ဖုံးတကုတ်တိစောအာနုဘောကြောင့်၎င်းတကြဗြမနတ်ဒီဝါရဲ့အာနာဇတ်မဟာမြိုင်အထက်အဓိပတိပုဂ္ဂိုလ်ဒုတွေရဲ့အမိန်ကျွန်ုပ်လာမင်းသားရဲ့ထက်ဆင့်အမိန်အာနာဇတ်ဒီပုဂ္ဂိုလ်ရဲ့ကိုရင်းကိုပါနေရာဌာနတည်တည်မှတွင်ကြီးကဲ့ရောက်နေသောအဖြစ်မိစ္ဆာဆက်မှန်သည်မြအခုချက်ချင်းစဉ်သက်စီလာမင်းသားအဲ့လိုအမိန်ပြန်ပြီးတဲ့လက်နဲ့ဥကောင်းကိုပုတ်ချလိုက်တဲ့အချိန်မှာပဲ ထိုင်နေတဲ့ကက်ပီယာကြီးလဲကျသွားခဲ့တယ်။အဲ့ဒီနောက်လဲကျသွားတဲ့ကက်ပီယာကြီးရဲ့နှစ်ဖူးကိုလက်ညှိုးနဲ့ထိလိုက်ပြီးဟဲ့မိမွေတိုင်းဖမွေတိုင်းရှိစီတတိနဲ့အတိပြန်ကက်စီအဲ့ဒီလိုနောက်ထပ်အမိန့်ပြန်လိုက်တော့မှကက်ပီယာကြီးလဲမျက်လုံးအစုံပွင့်ငါထထိုင်လိုက်ပြီးဘေးမှာရောက်နေတဲ့လူတွေကိုထိတ်လန့်တကြကြည့်ကဆရာတော်ကိုဥသုံးညင်ချလိုက်တယ်။ဆရာတော်ကလည်းကက်ပီယာကြီးကိုကျောင်းဆောင်ရှင်းပြလိုက်တော့မှကက်ပီယာကြီးလဲသဘောပေါက်ခါလာမင်းသားကိုရှစ်ခိုးမယ်လို့တော့မှလာမင်းသားကပြကြရတားလိုက်တယ်။ မလုတ်ပါနဲ့ကပ်ပြရကြီးရဲ့ကျွန်တော်ငရေကြီးနေပါဦးမေဗျဘယ်ဟုတ်ပါမလဲဆရာလေးရဲ့ကြောက်ကိုကဲခဲ့တဲ့ကျေးဇူးရှင်ကိုကတော့တာငရေမကြီးပါဘူးဗျကပ်ပြရကြီးကတော့ဆရာမလိုပါဘူးဗျကပ်ပြရကြီးပြုတ်ခဲ့တဲ့ကုသိုလ်ကံတွေကြောင့်အခုလိုမျိုးကူညီခွင့်ခံရတာပါရှေ့လျှောက်ပြီးကုသိုလ်ကောင်းမှုများများလုပ်မယ်ဆိုရင်ကျွန်တော်ကိုကျေးဇူးဆက်ရရောက်ပါတယ်လာမင်းသာအဲ့လိုပြောလိုက်တော့မှကပ်ပြရကြီးလည်းကတော့မဲ့အစီအစဉ်ကိုဖျက်ခါလာမင်းသာရဲ့စကားကိုနားထောင်မယ်ဆိုတဲ့သဘောနဲ့ကောင်းကြီးပြလိုက်ပါတယ် ရွာတကြီးနဲ့ရွာသားတချို့ကတော့လာမင်းသားရဲ့အစွမ်းကိုမြင်ပြီးချီကျူထောပနာတန်တွေအစီအရေပြုလိုက်ကြတော့တယ်။ဆရာတော်ကြီးကတော့လာမင်းသားကိုပြုံးကြည့်နေရင်တကလေးရတာမန်ပုံကိုတော့မဟုတ်တော့ဘူးဆိုတာဆရာတော်ရိတ်စားမိတယ်။ထပ်ပြီးဆရာတော်တောင်းဆိုကြင်နာကတော့ကျောင်းဆောင်တက်ကြီးရပုံကိုဆက်ပြီးမနှောက်ရှက်ဖို့ဟန်တားပေးစီကြင်ပါတယ်။တမဖေဟာအခုညမှာပဲတပည့်တော်ရှင်းပေးပါမယ်ဖေဟာ။ဒီညတော့တပည့်တော်တို့တော့ရောကျောင်းဆောင်တက်ကြီးမှာပဲနေခွင့်ပေးစီကြင်ပါတယ်ဖေဟာ။ကောင်းပါပြီတကားတို့ကပ္ပီယာကြီးရဲ့ တကားလေးတို့ကိုကျောင်းဆောင်တက်ကြီးမှအိပ်ဖို့စီစဉ်ပေးလိုက်ပါဦးကွမလုတ်မလုတ်ပါနဲ့ဖေယားတပီတော်လိုက်မပို့ပြရစင်းနဲ့ဖေယားအရင်တခါကတောင်မသေးတာကန့်ကောင်းတယ်လို့ပြောရမှာပါပဲဖေယားဆရာတော်ရဲ့စကားကိုညှဉ်းဆန်နေတဲ့ကပ္ပရာကြီးကိုကြည့်ရင်ဆရာ၃ယောက်အနက်ညာဘက်ကအဖိုးကသဘောကျစွာပြုံးလိုက်ပြီးတော့ရပါတယ်ဖေယားကျောင်းဆောင်တက်ကြီးစီတပီတော်တို့ဘာသာပဲကိုအစီအစဉ်နဲ့ပဲတွားရောက်ပါမယ်ဖေယားမနက်အာယုံတက်တဲ့အချိန်မှာတော့ကျောင်းဆောင်တက်ကြီးကိုဆရာတော်ဥဆောင်ပြီးကြွခဲ့ပါဖေယား အေးကောင်းပါပြီတကားကြီးရဲ့ကပီယာကြီးကလည်းမြင်တဲ့အတိုင်းပဲကျောင်းမှလည်းအခုလိုမျိုးတွေဖြစ်တော့ဥစင်းတွေကိုရင်တွေတပားမှမရှိတော့ဆရာတော်လည်းသူ့ပဲအားကိုးနေရတာတင်မဖေဟာတပည့်တော်တို့အခုပဲသွားပါတော့မေဖေဟာလာမင်းသားတို့လည်းဆရာတော်ကြီးစီကတော့ကိုယူကဆရာတော်နဲ့ရွာသားကြီးတို့ကိုနှုတ်ဆက်ပြီးကျောင်းဆောင်တက်ကြီးရှိရာကိုတုံးရောက်သွားထွက်လာခဲ့ကြပါလေလာမင်းသားတို့တုံးရောက်ကျောင်းဆောင်တက်ကြီးတကားဘောက်ကိုရောက်တော့သူတို့ကိုလှမ်းကြည့်နေကြတဲ့ဆရာတော်နဲ့ရွာသားတွေကိုပြုံးပြလိုက်ကြတယ် ကျောင်းဆောင်တစ်ကြီးနဲ့ဆရာတော်တရင်300ကျောင်းဆောင်ကတော့တိတ်မဝေးလာပါဘူးအခုခေတ်ကာလအခေါ်အဝေါ်အရဆိုရင်အတောင်90လောက်အကွာအဝေးပေါ့ဒါပေမဲ့ကျောင်းဝင်းအတွင်းအရှိနဲ့အနောက်မှာရှိနေကြတဲ့ကျောင်းဆောင်နှစ်ခုလိုပဲဆိုလို့ရပါတယ်လာမင်းသားတို့ကျောင်းဆောင်တကားကိုဖွင့်လိုက်အောင်ရှိသေးတယ်ကျောင်းဆောင်နောက်ဖက်ထုတ်တန်းပေါ်မှာကျဲလောင်းနဲ့တောက်ခေါက်တန်တွေချင်းချောက်တဲ့အတန်တွေရာစီးကျုံနှုတ်ဆက်နေခဲ့ပါတယ်လာမင်းသားတို့လည်းအတန်တွေကိုဂယုမဆိုင်ဖဲလွယ်ရည်ထဲကနေအစ်င့်ပါလာတဲ့ဖျောင်းနိုင်ငါးတိုင်ကိုဖျားကျောင်းဆောင်မှာပူဇော်လိုက်ပြီး ရွာသားတချို့ပေးထားတဲ့တက်သီးတွေကိုဖះမှာကတ်လို့ပူဇော်လိုက်ကြတယ်။အဲ့ဒီနောက်တန်းကြောင်ဖះရှိခိုးပြီးတော့မှကျောင်းဆောင်အနောက်ဖက်ထုတ်တန်းပေါ်မှာတောင်းညမ်းနေတဲ့တပတ်ကြီးစီကိုလှမ်းကြည့်လိုက်တော့ထုတ်တန်းပေါ်မှာဒေါသတကြီးသူတို့ကိုစားမတက်ဝါမတက်မျက်လုံးတွေနဲ့စိုက်ကြည့်နေတဲ့တပတ်ကြီးကိုမြင်လိုက်ရတယ်။ကျောင်းထုတ်တန်းကတပတ်ကြီးရဲ့အမွေထူထူခန္ဓာကိုယ်ကြီးနဲ့ပြည့်နှက်နေခဲ့တယ်။တာမန်လူတွေဆိုရင်လိပ်ပြာလွင့်မတက်နာနာယုံနဲ့ရှာကြီးကိုထောက်ခါခြောက်လန့်နေတဲ့တပတ်ကြီးရှိရာမကြောက်မလန့်တောင်းရောက်တာကတ်လာခဲ့ပါတယ်။ ဟဲ့အသေးဘလို့ပဲ၆လ၆လကျွန်တော်တို့ကကြောက်မှာမဟုတ်အသေးမကောင်းမှုတွေအများကြီးလုပ်ခဲ့လို့အခုလိုမျိုးဘဝကိုရနေတာတောင်းနှောင်းနှမရသေးဘူးလားဗာမင်းတို့လိုမလောက်လေးမလောက်စားကောင်းတွေရငါ့ကိုစုံမရသလားကွမင်းတို့မသိချင်းခုချက်ချင်းထွက်သွားစမ်းလာမင်းသားလေပမာမခန့်လုံနေတဲ့တပတ်ကြီးကိုကြည်ကပြုံးလိုက်ပြီးအသေးကကန်ကောင်းပြီးခုလိုဖះเจ้าကန်တဲ့နီးရအရက်မှရှိနေတာတောင်အကျိုးရှိရှိမနေပဲမိုက်မဲနေပါလားလာမင်းသားရဲ့စကားကိုကြားလိုက်ရတော့တပတ်ကြီးလေဒေါသတကြီး ထွက်ခါထုတ်တမ်းမော်အားနဲ့အောက်ကိုခုန်ဆင်းလာခဲ့တယ်။ဘာကံကောင်းတာလဲ။ကြောက်နေတဲ့ဗိမာန်ကိုဖျက်ဆီးခင်ရတာ။ကံကောင်းတယ်လို့မင်းကဆိုချင်တာလား။ပြီးတော့ဒီရောက်ကိုရော်ရီဖျားရှိခိုးတိုင်းငါတကောလို့ပူလောင်နေရတာကိုငါကမကျေနပ်ဘူးဟေ။မင်းတို့အခုချက်ချင်းထွက်သွားစမ်း။မထွက်သွားရင်ငါအဆိုးမဆိုးနဲ့။တပတ်ကြီးရဲ့စကားကိုကြားတော့ဘိုးခန်နီနဲ့ဘိုးစင်ကျဲတို့နှစ်ယောက်စိတ်တိုးပြီးအရှိထွက်လာလိုက်တယ်။လာမင်းသာဒီကောင်ကိုအဖိုးတို့စုံမလိုက်မယ်။တို့စုံမဖို့အဖိုးတို့ထဲကတယောက်ဆိုရင်လုံလောက်ပါတယ်ဗျာ။ လောင်မင်းသားရဲ့စကားကိုကြားတော့ဘိုးစင်ကျဲလေးနောက်ကိုပြန်ဆုပ်လိုက်တယ်။အဲဒီနောက်ဘိုးခန်ကြီးလည်းတပတ်ကြီးကိုကြည့်ပြီးဟဲ့ငမိုက်သားမင်းဟာအခုချိန်ထိကိုထောင်သွားနေပါလား။မင်းကိုအသားတကြီးပြောတာကိုလက်မခံမတော့ကြောက်အစိုးမစိုးနဲ့တော့ဘိုးခန်ကြီးလည်းအဲ့ဒီလိုပြောလိုက်ပြီးမန္တန်တပုတ်ကိုနှုတ်ကရွတ်ဆိုလိုက်တဲ့အခါတပတ်ကြီးရဲ့ခန္ဓာကိုယ်မှာရွှေရောင်ကျိုးတွေရပ်ပတ်သွားခဲ့တယ်။တပတ်ကြီးလည်းသူ့ကိုရပ်ပတ်နေတဲ့ကျိုးတွေကိုကြည်ကရီမောလိုက်ပြီးအဲ့လိုအစင်းနဲ့ငါ့ကိုချုပ်မရဘူးကွာ။ဒီမှာကြည့် တပတ်ကြီးရဲ့ရုံးကံမှုကြောင့်ရွှေရောင်ကျိုးတွေပြတ်တောက်သွားခဲ့တယ်။တပတ်ကြီးလည်းကျိုးတွေပြတ်တောက်သွားတာနဲ့ဘိုးခန်ဒီစီတိုက်ခိုက်ဖို့ပြေးဝင်လာခဲ့တယ်။နှစ်ပေါင်း900တပ်တန်းရှိတပတ်ကြီးတကောင်အနေနဲ့သူ့ရဲ့အချုံအောင်ကျိုးတွေဖြတ်တောက်ပြီးသူစီပြေးဝင်လာတာမြင်ရတော့ဘိုးခန်ဒီလည်းဓာနလက်စီကြိုက်ထားတဲ့မန်တန်ဆောင်ပုတ်ကောနှစ်ပေါင်းကိုဆင့်ခေါ်လိုက်တယ်။မန်တန်ဆောင်ပုတ်ကောနှစ်ပါးလည်းပြေးဝင်လာတဲ့တပတ်ကြီးကိုဓာတွေနဲ့ခုတ်ခါပြင်းထန်တိုက်ခိုက်ကြတယ်။မန်တန်ဆောင်ပုတ်ကောရဲ့ဓာချက်တွေကတပတ်ကြီးရဲ့ခန္ဓာကိုယ်ကိုထိပေမဲ့လည်း တပတ်ကြီးအားဘလို့မှမနေပဲသူရဲ့လက်ကြီးတွေနဲ့မန်နန်ဆောင်ပုံကော်တွေကိုရိုက်လိုက်တော့မန်နန်ဆောင်ပုံကော်တွေလည်းအနောက်ကုန်းတွင်ထွက်သွားခဲ့တယ်ဟာဟာဟာဒီလိုအဆောက်နေလောင်နေငါ့ကိုနိုင်မမလားကွာဘိုးခန်ဒီလည်းမန်နန်ဆောင်ပုံကော်တွေကိုကြည့်ကရှီမောနေတဲ့တပတ်ကြီးကိုမြင်ရတော့မန်နန်ဘလူးကိုစင့်ခေါ်လိုက်ပြန်နေတန်လျက်ကိုင်မန်နန်ဘလူးရောက်လာတာမြင်ရောတပတ်ကြီးအနေငယ်ဖြုံသွားခဲ့တယ်သူ့ထက်အရွယ်အစားကြီးမတဲ့ဘလူးကြီးကိုမြင်ရတော့တပတ်ကြီးလည်းသူ့ဟာအရင်ဆုံးပြေးဝင်တိုက်ခိုက်တယ်တပတ်ကြီးရဲ့ရိုက်ချက်တွေကိုမန်နန်ဘလူးကြီးလည်း လက်နဲ့ကာပြီးခြေနဲ့စောင့်ကန်လိုက်တော့တပတ်ကြီးအနောက်ကိုလွင့်ထွက်သွားတယ်။အဲ့ဒီနောက်မန္တန်ဘလူးကတန်လျက်နဲ့ပြေးကခုတ်ပိုင်းလိုက်တော့တပတ်ကြီးမရှောင်နိုင်မဲအတန်နဲ့ကြီးနဲ့အော်ကဒူးထောက်ခါတောင်းမှန်မာတော့တယ်။မန္တန်ဘလူးကြီးကလည်းတန်လျက်နဲ့တောင်းမှန်နေတဲ့တပတ်ကြီးကိုဆက်ပြီးခုတ်ဖို့ဟန့်ပြစ်လိုက်တော့လာမင်းသားဘိုးခံဒီကိုကြီးကပြောလိုက်တယ်။ဒီလောက်ဆိုတော်တော့ပါပြီအဖိုးရဲ့။သူလည်းအတော်လေးကြောက်နေပါပြီ။လာမင်းသားရဲ့စကားကိုကြားတော့မှဘိုးခံဒီလည်းမန္တန်ဘလူးကိုဆက်မခုတ်ဖို့တားကမန္တန်တပုတ်ကိုရွတ်ဆိုလိုက်တယ်။ တခဏအကြာမှာပဲမန်နံဘလူပြောက်ကွယ်သွားတော့မှတပတ်ကြီးကလာမင်းသားတို့ကိုကြည်ကတောင်းပန်ရှာတယ်။ကြောက်ပါပြီဆရာတို့ရဲ့ဆရာတို့ကနှင်ထုံးရင်ကြောက်မနေစရာမရှိတော့လို့ပါ။ကြောက်ကိုနှင်မထုတ်ပါနဲ့နော်။တပတ်ကြီးရဲ့စကားကိုကြားရတော့လာမင်းသားလဲကျွန်တော်တို့ကအတင့်ကိုနှင်ထုတ်ဖို့လာတာမဟုတ်ပါဘူး။အတင့်ရဲ့စိုးသွမ်းမိုက်မဲမှုတွေကိုစုံမဖို့လာခဲ့တာပါ။လာမင်းသားရဲ့စကားကိုကြားရတော့တပတ်ကြီးလဲဝမ်းသာအာရဖြစ်သွားခဲ့တယ်။ဒါဆိုကြောက်ကဒီမှာပဲဆက်နေရမှာပေါ့။ဟုတ်တယ်။ အသိငါအသိရဲ့ဗိမာန်ကိုကြောင်းအဖြစ်လူတန်းဝင်ရတဲ့ကုသိုလ်ကိုမယူတတ်လို့ပါတကယ်တော့ယူတတ်ရဲ့အသိရဲ့ဘဝဟာအတိထက်အများကြီးပြောင်းလဲသွားနိုင်နေဆိုတာတည်းမသိဘူးလားဥဖို့သက်တပတ်ကြီးလဲသူ့ရဲ့နာမည်ကိုတိနေတဲ့လာမင်းတာကိုအော်ဩစွာကြည့်ရင်ခေါင်းကိုညှိပြလိုက်တယ်ဒီနေရာစပြီးအသိငါဒီမှာပဲဆက်နေလို့ရတယ်ဆိုပေမဲ့ထပ်ပြီး၆လက်နာရီနောက်ဆက်တာတွေမပြုတ်လို့ရဘူးတော့ထပ်ပြီးတော့မ၆လက်တော့ပါဘူးဒါပေမဲ့သူတို့တွေဖျက်ရှိခိုးတဲ့အခါတွေပူလောင်မှုတွေခံစားနေရတယ်အသိငါအသိရဲ့ဗိမာန်ကိုကြောင်းဆောက်တယ်လို့သဘောထားပြီး ကိုကိုကိုကြောင်းတကာအဖြစ်ခဲယူလိုက်မယ်ဆိုအသိအနေနဲ့ပူလောင်စရာမရှိပါဘူးအရင်ကပူလောင်နေဆိုတာအသိရဲ့ဒေါသစိတ်တွေရကြီးစိုးနေလို့တင်းကယူတဲ့နဲ့ကုသိုလ်ကိုဒုက္ခအဖြစ်ခံယူတာပါကောင်းလာပါပြီဆရာလေးကြောက်တဘောပေါက်ပါပြီကြောက်ဒီနေရာစပီဘသူကိုမှမချောက်လန့်တော့ပါဘူးတာရုတာရုတာရုပါကြောင်းတကာကြီးအတင်ဒီနေရာစပီတန်ဃာတော်ရေဖျားရှိခိုးမြစ်တာဖို့အမျှဝေတဲ့အခါတိုင်းတာရုခေါ်ပေးပါအခုကစပီအတင်ကကျောင်းဆောင်တပတ်ကြီးအနေနဲ့ကျောင်းကိုစောင့်ရှောက်ပါ လာမင်းသာအဲ့ဒါလိုပြောလိုက်တော့မှတပတ်ကြီးလေးသူ့ကိုယ်သူចောင်းတကာအဖြစ်ခံယူလိုက်တဲ့အချိန်မှာပဲသူ့ရဲ့ခန္ဓာကိုယ်ကအဖြူရောင်လေးနဲ့တချို့ထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်တပတ်ကြီးလေးလာမင်းသာတို့ကိုဥခိုက်ခါထုတ်တမ်းပေါ်ပြန်တက်ရင်ပျောက်ကွယ်သွားခဲ့တယ်။လာမင်းသာတို့လည်းတပတ်ကြီးကိုဆုံးမပြီးတဲ့အချိန်မှာပဲလာမင်းသာရဲ့နားထဲမှာကြောက်လန့်တကြအုံးကိုရင်အကူအညီတောင်းနေတဲ့မိမငယ်တွေအတန်ကိုကြားလိုက်ရတယ်။ဒါနဲ့ပဲမနက်အာယုံတက်ချိန်ထိမဆောင်မဲစားရဆောင်ကြီးကចောင်းတက်ကြီးစီကထွက်လာခဲ့ကြပါတယ်။ မနက်အာယုံတက်ချိန်ရောက်တော့ဆရာတော်ဥသာသနာနဲ့အတူရွာသားကြီးဥဆောင်ပြီးရွာသားတချို့ဟာចောင်းဆောင်တက်ကြီးတဲ့ကိုဝင်လာတဲ့ချိန်မှာပဲဖះចောင်းဆောင်ပေါ်မှာတင်ထားတဲ့စားတစောင်းကိုတွေ့ခဲ့ရတယ်။စားထဲမှာရေးသားထားတဲ့ចောင်းညာကတော့ចောင်းဆောင်တပတ်ကြီးလိမ့်မသွားပါဘူး။ဒီနေ့ကစပြီးထပ်ပြီး၆လနာမျိုးမလုပ်တော့ပါဘူး။ဖះရှိခိုးမြစ်တာပေါ်အမျှဝေတိုင်း ကျောင်းတကားကြီးဖိုးသက်ဆိုပြီးအမျှဝေပေးပါဆရာတော်ကြီးနဲ့ရွာသားတွေအားလုံးလည်းမထင်မှတ်ပဲရောက်လာခဲ့တဲ့ဆရာ၃ယောက်ရဲ့စာကိုဖတ်ရင်းနဲ့တယောက်တစ်ပေါက်ချီးကျူးတန်နေထွက်လာခဲ့ကြတယ်ဘလို့ပဲဖြစ်ဖြစ်အဲ့ဆရာ၃ယောက်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာကျောင်းဆောင်အစ်တကြီးမှအရင်လိုပဲဖះရှိခိုးတန်တွေကတော့ညအိယာဝင်နိုင်ကြားတင်ရပါတော့တယ်မမျောလင့်မဲရောက်ရှိလာပြီးမနှုတ်ဆက်ပဲထွက်ခွာသွားတဲ့ဆရာ၃ယောက်အကြောင်းကတော့စိတ်ကျိုးရွာလေးမှာယနေ့ထက်တိုင်းဒန္နာကြီးလိုလိုပုံမြင့်တဲ့ဖွဲ့ဖြစ်နေခဲ့တယ် ဒီလိုနဲ့နှိမ့်အတော်ကြာသွားတော့ရွာဦးကျောင်းဆရာတော်ကြီးစီအသက်40အရွယ်လူတယောက်လက်အုပ်ချီကနှုတ်ဆက်သွားတဲ့အိမ်မက်အရာကျောင်းတကာတပတ်ကြီးကျော်လော့သွားတယ်ဆိုတာအားလုံးသိခဲ့ရတယ်။လာမင်းသားတို့လည်းဆရာတော်ကြီးနဲ့ရွာသားတွေကိုဘာကြောင့်မနှုတ်ဆက်သွားပဲခရီးဆက်ခဲ့ရတယ်လဲဆိုတာကိုတော့လာမင်းသားနဲ့ရွှေနဂါးတိုက်ဆိုတဲ့နောက်ထပ်ဇလန်လေးမှာစောင့်မျှော်ဖို့ဖိတ်ခေါ်ရင်းနှုတ်ဆက်ချင်ပါတယ်။ဒီကနေ့ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။ဇလန်ကောင်းတွေနဲ့နောက်ရက်မှာပြန်ဆောင်ပါမယ်ရှင်။